KSS အမျိုးသမီးတွေရဲ့အလားပါဆိုင်ရာစံနှုန်းတွေကအမြဲတမ်းပြောင်းလဲနေပါတယ်။ဒီကနေ့ခေတ်မှာဆိုရင်နှာရန်ဆင်းဆင်းနှက်ခမ်းဖူးဖူးလေးတွေကလူကြိုက်များပြီးနောက်တနေ့ကျရင်ရွှေရောင်အသားကြီးနဲ့ရင်သားဖွင့်ထားတဲ့မိန်းကလေးတွေကလည်းရေးပန်းစားလာနိုင်ပါတယ်။ဒါပေမဲ့ဒီလိုလိုက်မမီတဲ့အလားပါစံနှုန်းတွေကိုလိုင်းနေတယ်ပဲ။မိန်းကလေးတွေဟာလေ့ကျင့်ခန်းတွေလို့အစာရီအငတ်ခံပြီးတချို့ဆိုရင် plastic surgery လိုမျိုးအဆုံးရောက်တဲ့နီးလန့်တွေပါအသုံးပြုလာကြပါတယ်။ဟုတ်ပါရဲ့ကိုရီးယားနိုင်ငံကတော့ဒီလိုအလှအပတွေကိုတခြားနိုင်ငံတွေထပ်ပို့ပြီးလေးလေးစားစားသဘောထားတဲ့နိုင်ငံတစ်ခုပါ ဒီနိုင်ငံမှာတော့ဆာရာဆိုတဲ့ကောင်မလေးတယောက်ရှိပါတယ်။သူ့ရုပ်ရည်ကတကယ်ကိုပြည့်ပြည့်စုံတဲ့အတွက်မြင်သမျှလူတိုင်းကိုဆွဲဆောင်နိုင်ပါတယ်။ဆာရာကိုမြင်လိုက်တာနဲ့ယောက်ျားလေးဖြစ်ဖြစ်မိန်းကလေးဖြစ်ဖြစ်အကုန်လုံးသူ့မျက်နှာသူ့ကိုယ်လုံးနဲ့လူတိုင်းကိုယူသွတ်သွားစေတဲ့သူ့အပြုံလှလှလေးတွေကိုအံ့ဩကြပါတယ်။ဆာရာကိုမြင်တဲ့လူတိုင်းကဝမ်းသာအားဖြစ်ပြီးသူ့ရဲ့အမာခံပရိသတ်တွေလိုပဲလိုက်ပါလာတတ်ပါတယ်။ဒီလိုတွေဖြစ်နေတာကိုသတိထားမိတဲ့ဆာရာဟာသူ့ကိုယ်သူအလိုရှိသမျှကိုရားနိုင်တဲ့ကျဲဝင်းတပွင့်လို့မြင်လာခဲ့ပါတယ်။ မင်္ဂလာပါ Audio Breda Channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီကနေ့မှာရွေးချယ်ထားတဲ့ဇာတ်ကားလေးကတော့ယောက်ျားတွေရဲ့တစ္ဆာဖောက်ခြင်းကိုခံလိုက်ရတဲ့ဝဝကိကိကောင်မလေးက TV အစီအစဉ်တစ်ခုနဲ့တူပူပေါင်းပြီးဘလို့မျိုးသူ့ယောက်ျားကိုပြန်လည်လက်စားခြေသွားမလဲအောင်ရောအောင်မြင်သွားမလားဒါတွေကိုရှုပ်ရှုပ်ဒူဒူဇဝင်ကန်းနေတဲ့တူကြည့်ရှုရမှာပါကဲဒီတော့ဇာတ်ကားလေးကိုစိတ်ဝင်စားတယ်ဆိုတော့ Channel လေးကို Subscribe ခေါင်းလောင်းလေးနှိပ်ပြီးပြီဆိုရင်တော့အစီအစဉ်လေးအခုပဲစလိုက်ကြအောင်ပါ တနေ့တော့မျိုးတဲကိုပတ်ပြီးတဲ့နောက်ဆာရာဟာကော်ဖီဆိုင်တစ်ခုထဲဝင်လိုက်တဲ့အခါထူးဆန်းတဲ့မော့ပညာရှင်အမျိုးသားတစ်ယောက်နဲ့တွေ့ပါတယ်။သူကဆာရာရဲ့လှပတဲ့အနာဂတ်ကိုဟော်ကိန်းထုတ်ပေးပေမဲ့သတိထားဖို့ကတော့တန်တရားဖြစ်ဖွယ်ရာယောက်ျားတွေနဲ့ဝိုးဝေးနေဖို့နဲ့လူတွေကိုတိုက်ပြီးသဘောကောင်းမနေဖို့ပါ။ဘာလို့လဲဆိုတော့လူအများပြားဟာသူ့နှလုံးသားကိုနာကျင်အောင်လုပ်ခဲ့လို့ပါ။တိတ်မကြခင်မှာပဲဆာရာဟာအတွင်းငယ်အစ်စ်ဝယ်ဖို့စိုက်တဆိုင်ကိုရောက်သွားခဲ့ပါတယ်။အဲဒီမှာပဲအရင်ကပြိတ္တိကြားထဲမှာမြင်ခဲ့ဘူးတဲ့တန်တရားဖြစ်ဖွယ်ရာအမျိုးသားတစ်ဦးဟာသူ့အခန်းထဲကိုခိုးဝင်လာတာကိုတွေ့ရပါတယ်။ ဒီလူဟာဟော့ကင်းထုတ်တဲ့လူပြောခဲ့တဲ့ယူသူလူမိုက်တယောက်ဖြစ်တယ်ဆိုတာတန်လျာရှိတာကြောင့်ဆာရာဟာထွက်ပြေးဖို့ကြိုးစားပါရီသူဟာကြောက်လန့်တကြအော်ဟစ်ပြီးလူတွေရဲ့အာယုံကိုဖမ်းဆဖို့ကြိုးစားပေမဲ့ဒီလူကတော့သူ့ရဲ့အနောက်ကိုဆက်လိုက်နေပါရီအခုလိုမျိုးအခြေအနေဇိုးတွေထဲမှာဆာရာဟာကိုခံပညာနဲ့ကိုခံကာကွယ်ပြီးဒီလူယူကိုကျမ်းမြင်ပေါ်လှဲချလိုက်တဲ့အခါလုံခြုံရေးတွေကလည်းဖမ်းဆီးလိုက်ကြပါရီတိတ်မကြခင်မှာပဲကောင်မလေးကကော်ဖီတက်ဖို့ဆုံးဖြတ်လိုက်ပါရီ ဒီအခါမှာပဲ TV ဖန်သားပြေပေါ်မှာအလှပမရှိတဲ့ main clip တွေကိုဒုတိယအခွင့်အနေနဲ့ရုပ်ရည်အသစ်တွေပေးတဲ့အစီအစဉ်တစ်ခုပြသနေရတွေ့လိုက်ရပါတယ်။ main clip တွေကစိတ်ဝင်တစားကြည့်နေကြတာကိုလည်းသတိထားမိလိုက်တာပေါ့။ဒီဇလန်ရဲ့ဇလိုက်ကတော့ဝါနေတဲ့ကောက်မလေးစာကမှန်ပဲဖြစ်ပါတယ်။သူကကိုယ်လေးချိန်ပို့နေလို့အမြဲတမ်းစိတ်ဆင်းရဲနေရသူပါ။သူကကျင်နာတက်ဖို့ရွှင်လန်းတက်ကြွဖို့နဲ့ပျော်ရွှင်နေဖို့ကြိုးစားပေမဲ့လူတိုင်းကတနာတဲ့မျက်လုံးတွေနဲ့ပဲကြည့်ကြတဲ့အတွက်သူ့ရဲ့နေရက်တွေကခက်ခဲနေပါတယ်။စာကမှန်ဟာမကြာခဏဆိုသလိုစိုးရတဲ့အခြေအနေတွေနဲ့ကြုံတွေ့ရတပါတယ်။ ဥပမာရေချိုးကန်နဲ့ပြုတ်ကြတာဘတ်ကနောက်ကြတာမျိုးပေါ့ဒါပေမဲ့သူကတော့စိတ်တမကြပါဘူးယောက်ျားလေးကသူ့ကိုရှောင်ဖယ်သွားကြပြီးမထီမျက်မြင်မျက်လုံးတွေနဲ့ကြည့်ကြပါပဲဒီလိုမျိုးတွေကသူ့ကိုမငိုစေပါဘူးဘာလို့လဲဆိုတော့သူ့မှာချစ်ရတဲ့လူတစ်ယောက်ရှိလို့ပါအဲဒီလူကတော့ Kim Jun ဆိုတဲ့ချမ်းသာပြီးအောင်မြင်တဲ့သူ့ခင်မွန်ဖြစ်ပါတယ်သူကအမေရိကန်ကိုသူ့အလုပ်အတွက်ထူးခြားတဲ့အသက်မွေးဝမ်းကြောင်းတစ်ခုကိုတည်ဆောက်ဖို့တွားရောက်နေပါတယ်တစ်ချိန်တည်းမှာပဲစီမာရန်ကသူ့ရောက်ခမခင်မွန်တဲ့ရဲ့ညီမတွေနဲ့အမေရိကန်ယူဆိုင်ဖို့လိုအပ်တဲ့သူ့ရဲ့ စိတ်အားနည်းနေတဲ့အဖွားနဲ့အတူနေရပါတယ်။ဆာရာကတော့အခုအချိန်သူအိမ်ပြန်မှုအချိန်ကျပြီလို့ခံစားလိုက်ရတာကြောင့်သူကဘေးကင်းတယ်လို့မခံစားရတော့ပါဘူး။အဲ့ဒီ TV အစီအစဉ်ရဲ့နာမည်ကိုသိလိုက်တာနဲ့ကောင်းမလေးရလေ။သူခန့်အမြန်ပြေးပြီးစီမံရန်ရဲ့ဇလံဘယ်လိုအဆုံးသတ်မလဲဆိုတာဆက်ကြည့်လိုက်ပါတယ်။ဒီဝါနေတဲ့မိန်းကလေးကသူ့ကိုတန်တရားဖြစ်ဖို့ရာယင်းဤကျွမ်းဝင်နေတယ်လို့ဆာရာကခံစားရပြီး TV အစီအစဉ်တွေကဇက်လိုက်ကိုစိတ်ရင်းမှန်နဲ့တနာနေမိတာပေါ့။ အဲ့လိုနဲ့ပဲအိမ်ပြန်ရောက်တာနဲ့ကောင်မလေးကလည်းမထင်မှတ်ထားတဲ့လူတွေဝင်မလာနိုင်အောင်အိမ်တကာရဲ့ကုန်းနံပါတ်ကိုပြောင်းလိုက်ပါတယ်။ညနေရောက်တော့စာရာဟာစီမံရန်ရဲ့ဇလံဘလို့အဆုံးတက်လဲဆိုတာသိရဖို့ DTV အစီအစဉ်ကိုပြန်ကြည့်ရပါတယ်။ဂျင်းနဲ့ပဲကောင်မလေးကဒီဝါနေတဲ့အမျိုးသမီးဟာလူစိမ်းတွေစီးတယ်မကပဲသူ့ရဲ့အနီးနားဆုံးလူတွေစီးကပါအမြင်နှိပ်စက်ခံရတာကိုသတိထားမိပါတယ်။ခင်မွန်းရဲ့ဆွေမျိုးတွေကသူ့ယောက်ျားကို message video တွေပို့ဖို့ကြိုးစားတိုင်းအမြဲလှောင်ပြောင်နေကြပါတယ်။အဲ့လိုနဲ့ပဲအစီအစဉ်ရဲ့အဆုံးမှာတော့အနာဂတ်တော့အခွင့်အရေးရသွားတာက စီမံရမဟုတ်ပဲတခြားပြိုင်ပွဲဝင်တယောက်ဖြစ်နေတယ်ဆိုတာပေါ်လာပါတယ်ဖြစ်ပြက်သွားတဲ့အရာကြောင့်ဆာရာဒေါသထွက်ပြီး TV channel ကိုဖုန်းခေါ်လိုက်တဲ့အခါမှတ်ချက်ပေးဖို့ကောင်မလေးကိုကမ်းလှမ်းပါတယ်ဘာဖြစ်လို့လဲဆိုတော့ဒီဝါနေတဲ့ကောင်မလေးကသူ့ရဲ့ရုပ်ရည်ကိုပြောင်းလဲပေးနိုင်တဲ့ခွဲစိတ်မှုကိုကိုယ်တိုင်ငင်းပယ်လိုက်လို့ပါစီမံရဲဇလန်းကိုဆက်ကြည့်နေတဲ့သိရှိရတာကဆာရာဟာဒီကောင်မလေးဟာတကယ်စိတ်မချမ်းသာဘူးဆိုတာသိလိုက်ရပါတယ်တစ်ချိန်မှာသူကသူ့ခင်မုန်းဟာဆိုးကိုလွန်ခဲ့တဲ့အတော်ကြာကလေးကပြောင်းနေပြီဖြစ်ပေမဲ့အိမ်မပြောင်းဘူးဆိုတာသိလိုက်ရပါတယ် သူရဲ့လိမ့်စာအစ်စ်ကိုရတာနဲ့စီမံရန်ဟာအဲ့ဒီကိုသွားပြီးဘီရိုထဲမှာပုံနေလိုက်ပါတယ်ဒီအချိန်မှာပဲသူရဲ့လှိဝတ်ချက်ကြီးကိုဖွင့်ချလိုက်ပါတယ်ပေါ်လာတဲ့အတိုင်းပဲကင်ဂျွန်ကကိုရီးယားမှာနှစ်အတော်ကြာနေနေပြီဖြစ်ပြီးသူရဲ့ချစ်စနီးနဲ့မိသားစုနဲ့အတူမဟုတ်ပဲဂင်ဂျင်းဆိုတဲ့သူရဲ့ငယ်ရွယ်တဲ့မယင်ငယ်နဲ့ပါဂင်ဂျင်းကတော့သူရဲ့အလားအပါကြောင့်ရေးပန်းစားနေတဲ့အောင်မြင်တဲ့ TV အစီအစဉ်တင်ဆက်သူတယောက်ဖြစ်ပါတယ်တိတ်မကြခင်မှာပဲစီမန်ရာဟာကော်ဖီဆိုင်တစ်ခုမှာဂင်ဂျင်းနဲ့တွေ့ဆုံပြီးသူ့ခင်မုန်းကိုစွန့်ခွာဖို့တောင်းဆိုပေမဲ့ညှင်းပယ်ခံရပါတယ် စီမံရန်လဲဒေါသထပ်ပြီးဒီမိန်ကလေးကိုတားဆီးဖို့ကြိုးစားပေမယ်။အရာကိုရန်လိုမှုအဖြစ်သဘောထားလိုက်ကြပါရယ်။ခင်ဂျင်ကစီယုံရောက်သွားပြီးရဲတွေကလည်းအဲ့ဒီခန္ဓာကိုယ်ဝဝကောင်းမလေးကိုဖမ်းဆီးဖို့ကြိုးစားပါရယ်။ခင်ဂျင်ကသူ့ဇနီးကိုကာကွယ်ပေးခဲ့ပေမယ်။ဒါဟာနောက်ဆုံးအချိန်လို့သူပြောခဲ့ပါရယ်။သူကသူ့ရဲ့လက်ထက်လက်ဆွပ်ကိုပြန်ပေးပြီးအရာအလုံးကိုမိပစ်လိုက်ဖို့ပြောခဲ့ပါရယ်။ဘာလို့လဲဆိုတော့သူတို့နှစ်ဦးဟာမကြခင်ကွာရှင်းတော့မှဖြစ်လို့ပါ။စကမန်အတွက်စိတ်ပိုင်းဆိုင်ရာတကယ်ကိုထိခိုက်စေတာကတော့အရာအလုံးကိုသူတယောက်ထဲကလွယ်ပြီးလူတိုင်းသိနေကြတာဖြစ်ပါတယ် သူရောက်ခမတဲ့ခင်မွန်းရဲ့ညီမတွေကအမှန်တရားကိုနှစ်ပေါင်းများစွာဖုံးကွယ်ထားတာဖြစ်ပြီးဒါကအဲ့ဒီဝါနေတဲ့ကောင်မလေးကိုမျက်ရည်ကျစေပါတယ်။မနေ့ရောက်တော့စာရာဟာတွေးဆမှုတောင်းဆိုထားတဲ့စာတစောင်ကိုလက်ခံရရှိပါတယ်။မတည့်တဲ့လူတယောက်ကဆာဂမန်ရဲ့ဇလန်းနဲ့ဘလို့အဆုံးသက်သွားတယ်လဲဆိုတာသိဖို့ကန့်လန့်လိုက်ပါတယ်။သူရဲ့တဝူသီးသောတငယ်ချင်းနဲ့တွေးဆမှုပြီးတဲ့နောက်စာရာကဒီဝါနေတဲ့မိန်းကလေးဟာအသက်ဆုံးရှုံးသွားပြီဆိုတာသိလိုက်ရပါတယ်။တနေ့တော့သူမအိမ်ပြန်လာတဲ့အခါသူ့ချစ်သူဟာသူ့တို့အိမ်ကိုရောက်နေတာတွေ့လိုက်ရပါတယ်။ဒီမိသားစုမှာသူ့အတွက်နေရာမရှိဘူးဆိုတာသိလိုက်တာနဲ့ စီမံရန်ထွက်သွားပြီးတဲ့နောက်နောက်တနေ့မနက်မှာတော့သူ့ရဲ့ကားကပင်လယ်ထဲကနေထွက်လာခဲ့ပါတယ်။အဲဒီနေ့ကစပြီး49ရက်ကြာခဲ့ပြီမဲ့ဒီဝါနေတဲ့မိန်းကလေးရဲ့အမေကတော့ဝမ်းနဲ့ပူဆွေးနေတော့မှစာရာတယောက်တည်းဖြစ်သွားတဲ့အခါမသိတဲ့လူတစ်ယောက်ကသူ့ကိုနောက်ကျောကနေခေါင်းကိုရိုက်လိုက်တဲ့အတွက်တတိလစ်သွားပါတယ်။ကားနောက်ခံမှနိုးလာတဲ့အခါမှာတော့သူကစိုးမှလူယူတစ်ယောက်ပေါ်နေပြီးကာမလေးတွေကိုလိုက်ဖမ်းနေတယ်လို့ရေဒီယိုကနေကြားလိုက်ရပါတယ်။သူကနောက်ထပ်တားကောင်ဖြစ်မယ်လို့ယုံကြည်တာကြောင့်ကားရက်တာနဲ့စာရာကအပြင်ကိုပြေးထွက်ပါတယ်။ ဒီလူကသူ့နောက်ကိုလိုက်ပြီးအနောက်ကနေတိုက်ခတ်ပေးမယ်ဆာရာကတော့ကိုကိုကိုကာကွယ်တက်တာမလို့နာကျင်စေတဲ့ပုံစံမျိုးနဲ့ပြန်တိုက်ခိုက်စေပါတယ်ဒီလိုမျိုးမကြီးများတဲ့တိုက်ပွဲမှာရှုံးနေပြီးတဲ့နောက်ဒီအမျိုးသားကသူဟာလူယူမဟုတ်ပဲရုပ်ရည်ပြောင်းလဲတဲ့ TV အစီအစဉ်ရဲ့အစီအစဉ်မှုပါလို့ပြောလိုက်ပါတယ်ဒီအချိန်မှာပဲအစီအစဉ်မှုဟန်ဟာအန်ဟောပွဲရာကောင်းတဲ့အမှန်တရားတစ်ခုကိုပြောပြပါတယ်အဲ့ဒါကတော့ဆာရာနဲ့ဆာဂမန်ကတယောက်တည်းဖြစ်ပြီးမိစေးကြောင့်ကောင်မလေးရဲ့မှတ်ညာနဲ့ပျောက်သွားတာပါစေမတောင်းရင်တော့အတိတ်ကိုမေးသွားပါတယ် သူကအခုမှကင်ဂျွန်စီကနေထွက်ပြေးလာခဲ့တာကြောင့်သူ့ကိုသူအားလုံးမေးသွားခဲ့တာပါရန်နိုင်ငံအကြမှာတော့စီမန်ရန်အိမ်ပြန်မှုစ조사ခဲ့ပြီးမဲ့အခောင်းထဲရောက်နေပါပြီကင်ဂျွန်ရဲ့မိသားစုကဖြစ်ပြက်သွားတဲ့အရာတွေအပေါ်လေးလူရှူထားခဲ့တာကြောင့်ကာမာလီဟာသူ့တို့ကိုပြန်ပြီးဂလတ်စားချေဖို့အရာအလုံးလုပ်ဖို့ဆုံးဖြတ်လိုက်ပါတယ်ဒါကြောင့်သူကဟန်စီကိုတွားပြီးသူ့ရဲ့ရုပ်ရည်ကိုအပြေအဝပြောင်းလဲခွဲစိတ်မှုအစီအစဉ်တစ်ခုကိုတောင်းဆိုခဲ့ပါတယ်ဟန်နဲ့သူ့ရဲ့အဖွဲ့ကဆာရာဟာ သူ့ရဲ့တစ္ဆပေါက်ခင်မုန်းကိုလက်စားချေဖို့ပြီးပြည့်စုံတဲ့ခန္ဓာကိုယ်နဲ့လူသစ်တရားဖြစ်ပေါ်လာစေဖို့ဖြစ်နိုင်တဲ့အရာအလုံးလုပ်ခဲ့ကြပါရစေ။ဟန်ပြောပြခဲ့တာကအမှန်တရားဖြစ်တယ်ဆိုတာသိလိုက်ရတာနဲ့ဆာရာကတောင်းပန်ပြီးပြန်လဲတင်းမြတ်ဖို့အတွက်ဂျားသာတစ်ခုကိုပြင်ဆင်ခဲ့ပါရစေ။ညနေရောက်တော့ဒီအမျိုးသားကပူပေါင်းဆောင်ရွက်ဖို့စာချုပ်တစ်ခုကိုလက်မှတ်ထိုးဖို့တောင်းဆိုတဲ့အခါကာမာလေးကလည်းသူ့ရဲ့သွေးနဲ့လက်မှတ်ထိုးခိုင်းပါရစေ။အဲဒီနောက်မှာတော့ဟန်ဟာဆာရာကကင်ဂျွန်းကိုဘယ်လိုမျိုးလက်စားချေမလဲဆိုတာကိုစိတ်ဝင်စားသွားပါရစေ။ကာမာလေးကတော့ရှင်းရှင်းလင်းလင်းအစီအစဉ်မရှိဘဲသူ့ရဲ့အလှပါက သူ့ကိုအဆင်ပြေတယ်လို့ဖြည့်ရှင်းနိုင်မယ်လို့မျှော်လင့်နေပါတယ်။ဒီလိုမဟုတ်ပဲဟန်ကသူ့ရဲ့ခင်မောင်းဟောင်းရဲ့ယုံကြည်မှုရဖို့အတွက်ငါးပြူရာတစ်ခုကိုစဉ်းစားဖို့အကြံပြုလိုက်ပါတယ်။ဟန်ဟာကင်ကျွန်းကိုလေးလာနိုင်ဖို့အချက်လက်အပြည့်စုံကိုစုဆောင်းခဲ့ပါတယ်။ကင်ကျွန်းရဲ့အတွေးတွေရဲ့အများစုကသူ့အလုံးနဲ့သူ့မယဲငယ်အတွက်ပဲဖြစ်ပြီးအခုတေဆုံးသွားပြီလို့ထင်နေတဲ့စာဂမန်ကတော့ယောက်ျားတစ်ယောက်အတွက်နေတနေတာအတွင်းမြင်လိုက်ရတဲ့ရှင်းကောင်းတကောင်းလောက်ပဲရှိတာပါ။ဒါကိုတိလိုက်တာနဲ့ဆာရာကကင်ဂျွန်းအနာကိုလိုက်သွားပြီးသူ့မယဲငယ်နဲ့အတူတူရှိနေတာမြင်လိုက်ရပါတယ် ဒီစုံတွေဟာအခုတော့သူတို့ရဲ့ဆက်ဆံရေးကိုဖုံးကွယ်မထားကြတော့ပဲစာရအတွက်စိတ်ဆိုးစေပါတယ်။ကင်ဂျုံကဒီထူးစက်နဲ့အလှတရားနဲ့သူ့ရဲ့မျက်လုံးတွေကိုသတိထားမိပဲမြင်။သူဟာသူ့ရဲ့ဇနီးဟောင်းဖြစ်တယ်ဆိုတာမမှတ်မိပါဘူး။သူမကလက်စားချေဖို့ဆိုတာကိုအရေးအာကိုလုပ်ဖို့ဆန္ဒရှိတယ်ဆိုတာသိလိုက်ရတာနဲ့စာရကသူ့ရဲ့အဝေးဟောင်းတွေကိုမီးရှို့ပြီးဟန်နဲ့မဟာမိတ်အင်အားစုတစ်ခုကိုဖမ်းနေလိုက်ပါတယ်။လက်စားချေတဲ့အစီအစဉ်ကိုဆက်မလုပ်ခင်ဟန်ကစာရကိုရုပ်ပိုင်းဆိုင်ရာအရာတွေမကပဲအတွင်းပိုင်းမှာပြည်ပြည်စုံစီဖို့အရာအလုံးကိုလုပ်ဖို့တောင်းဆိုပါတယ်။ ဒါကြောင့်ကာမာလီကခန္ဓာကိုယ်ကြံ့ခိုင်မှုလေ့ကျင့်ခန်းတွေပြင်ပန်းလို့စာရီအများကြီးဖတ်ပြီးအစာငတ်ခံပါလေသူကသူအဆက်မပြတ်ကြိုးစားတာကနေကြီးမားတဲ့ရလဒ်တွေဖြစ်ပေါ်စေပြီးစာရာဘိုက်စာတဲ့အခါအစာအသောက်အနှဲငယ်စားခွင့်ကိုဟန်ကာခွင့်ပြုလိုက်ပါလေကာမာလီကလည်းနှစ်ယောက်စာအတွက်တဝက်လောက်စားတဲ့အခါအဲ့ဒီအမျိုးသားစိုးရိမ်တော့ပါလေသူကသူ့ကိုပြန်မွားစီခြင်းတာကြောင့်လေ့ကျင့်ခန်းတွေပြန်လုပ်ဖို့တောင်းဆိုလိုက်ပါလေစာရာကလေးလိုက်တဲ့ပစ္စည်းတစ်ခုကိုကောက်ကန်လိုက်တဲ့အခါသူရင်ပတ်တဲ့တစုံတရာပြစ်ခတ်လိုက်တယ်လို့မျိုးခံစားလိုက်ရပါလေ ရင်သားတွေကအစားထိုးထည့်ထားတဲ့အရာတခုပောက်သွားတာကိုဆိုရင်တာကြောင့်ကာမလေးကလည်းသူ့ကိုစစ်ဆေးပေးဖို့တောင်းဆိုပေးမဲ့ဟန်ကသူ့ရဲ့ခန္ဓာကိုယ်ကိုထိဖို့ရှက်နေပါတယ်။တစ်ချိန်မှာတော့သူကသူ့ကိုခွဲစိတ်ပေးခဲ့တဲ့ဆရာဝန်မဟုတ်ဘူးဆိုတာဝန်ခံလိုက်တာကစာရကိုအဟန်းတင်စေခဲ့ပါတယ်။ဒီနေရာစကားပြောနေတာကိုနောက်ဆုံးရသတင်းတစ်ခုကရပ်တန့်သွားစီပါတယ်။အဲ့ဒါကတော့ကင်ဂျွန်ဟာ Channel ရဲ့အသက်အငယ်ဆုံးဒရိုက်တာဖြစ်လာတဲ့ယာဒူအသစ်ကိုရခဲ့တာပါ။အဲ့ဒီအပြင်သူနဲ့ဂင်ဂျင်က၃ဘတ်အကြာမှာလက်ထပ်တော်မယ်လို့ကြေညာလိုက်တာပါ။ဒီအချက်ကစာရကိုစိတ်ထိခိုက်စေခဲ့ပါတယ်။ ဘာလို့လဲဆိုတော့သူ့ရဲ့ခင်မုံကသူ့ကိုတစ္ဆာဖောက်ခဲ့ပြီးသူ့ရဲ့မညံတွေကိုလစ်လူရှူလိုက်တာကိုသိလိုက်ရလို့ပါလွန်ခဲ့တဲ့လအနေငယ်ကသူ့စရီးကိုတရားဝင်တကြိုခဲ့ပြီးအခုချိန်မှာတော့ကင်ဂျုံကတခြားလူတစ်ယောက်ကိုချစ်နေတယ်လို့ကြေညာနေလို့ပါကင်ဂျုံရဲ့အိမ်ကိုဥတီသွားရင်စတာကကင်ဂျင်းကိုသူ့အိမ်ကိုခေါ်လာခဲ့ပြီးအချိန်ဖြုံးနေတာကိုမြင်လိုက်ရပါတယ်စာရာမျက်ရည်တွေကိုမနေထိန်ထားပြီးတစ္ဆာဖောက်တဲ့လူကိုလက်စားချဖို့အရာလုံးမယ်လို့ခရီးပေးလိုက်ပါတယ်တချိန်တည်းမှာပဲဟန်ကသူ့ရဲ့ကလေးဘဝပုံတွေကိုပြန်ကြည့်ပြီးစိတ်မကောင်းဖြစ်နေပါတယ်။ဘာလို့လဲဆိုတော့ခင်ချင်းအကြောင်းတွေးနေလို့ပါ။ ေါ်လာတဲ့အတိုင်းပဲသူတို့နှစ်ယောက်ဟာကလေးဘွားကလေးကတီးခဲ့ကြတာပါတခါတုန်းကကောင်းလေးတယောက်လမ်းပြောက်ပြီးတယောက်ထဲအိမ်ပြန်လာတဲ့အချိန်ဂင်ချင်းရဲ့မိဘတွေကသူ့ကိုတတိထားမိပြီးခယူးဆိုင်ပေးခဲ့ကြပါတယ်အဲ့ဒီကလေးကသူတို့နှစ်ယောက်တွဲခဲ့ကြပြီးတယောက်ကိုတယောက်ချစ်ခဲ့ကြပြီးမဲ့တစ်ချိန်မှာကောင်းမလေးဟာတခြားလူတယောက်စီကိုထွက်သွားခဲ့ပါတယ်ဟန်ကတော့သူ့ကိုပြန်ရဖို့အိမ်မက်မက်နေပြီးဂင်ချင်းလွတ်လပ်သွားဖို့အတွက်စားရကိုလက်စားချေဖို့ကူညီချင်နေပါတယ်ဒီလိုဆိုရင်တော့သူကဂင်ချင်းရဲ့အာယုံဆိုင်မှုကိုရရှိနိုင်ပါပါအိမ်ပြန်ရောက်တဲ့အခါစားရက ဟန်ဟာ TV show နဲ့ဘာမှမဆိုင်ဘူးဆိုတာကိုတွေ့ရှိခဲ့ပါတယ်။အဲ့ဒီအပြင်ဒီခွဲစိတ်မှုကိုလည်းသူ့ရဲ့ညီလေးကလုပ်ပေးခဲ့တာပါ။တိတ်မကြခင်မှာပဲဒီဆုံးတွေကခင်ကျွန်းကိုတွေးဆောင်ပြီးသူ့ရဲ့အနာဂတ်သတို့သမီးကိုတစ္ဆာဖောက်အောင်တခြားကာမလေးတွေနဲ့အတူတူအိမ်အောင်လုပ်ဖို့နောက်ထပ်အဆီဇင်တစ်ခုကိုစဉ်းစားလိုက်ပါတယ်။ဒါကြောင့်ဟန်ကဂါလာပွဲတစ်ခုကိုသွားပြီးစပွဲတို့အဖြစ်ဟန်ဆောင်နေလိုက်ပါတယ်။တိတ်မကြခင်မှာပဲဆာရာရောက်လာပြီးလူအများရဲ့အာယုံကိုဖမ်းဆီးလိုက်ပါတယ်။လူတိုင်းကကာမလေးကြောင့်ဝမ်းတာနေကြပေမဲ့သူ့ရဲ့တူးသီးသောအလုပ်ကတော့ ကင်ဂျွန်းသူ့ကိုမြေအောင်လုပ်ဖို့ပါပါတီအတွင်းမှာပဲသူ့ရဲ့ခင်မွန်ကစာရကိုတတိထားမိခဲ့ပြီမဲ့အဲ့ဒီဝါနေတဲ့ကောက်မလေးစီမံရန်ဖြစ်တယ်ဆိုတာတော့မမှတ်မိပါဘူးကောက်မလေးကအကြည့်တွေနဲ့မြှူဆွဲဖို့ကြိုးစားပြီမဲ့ဒီလူကသူ့ကိုလေးလူရှူပြီးထွက်သွားပါတယ်ပထမအဆီဇင်ကြာဆုံးသွားတယ်ဆိုတာသိရတဲ့အခါဟန်ကကင်ဂျွန်းနဲ့စကားပြောနိုင်ဖို့အတွက်များပြားတဲ့လှူဒန်းမှုတစ်ခုပြုလုပ်ဖို့ကမ်းလှမ်းပါတယ်ဘာလို့လဲဆိုတော့ဒီပရာဟိတပါတီကိုစီစဉ်ကတူကသူ့ဖြစ်နေလို့ပါ။ကောင်မလေးမှာဒီလောက်ငွေမရှိပေမဲ့ဟန်ကချမ်းသာတဲ့မိဘရဲ့သားဖြစ်ပြီး သူ့အတွက်ဒေါ်လာ3သိန်းဆိုတာအသေးမွှားလေးဖြစ်နေတယ်ဆိုတာပေါ်လာပါတယ်။ပတ်စံလူတန်းပြီးတဲ့နောက်ဆရာဟာသူ့ခင်မင်းဟောင်းနဲ့စကားပြောဖို့အခွင့်အရေးရသွားပြီမဲ့အရေးကြီးဆုံးအချိန်မှာပဲမကြာခဏလေးဘူးထလာပါတယ်။အဲ့ဒီလူကသူ့ကိုရှင်ွေးခွက်တစ်ခွက်နဲ့တကြားလုံးပေးတဲ့အခါဆရာတော်တော်လေးစိတ်လှုပ်ရှားသွားပါတယ်။ကာမလေးကအရင်ကအဲ့ဒီနီလာနဲ့သူ့ခင်မွန်ရဲ့လေးဘူးထတာကိုတတဈေးခဲ့ဘူးတာသတိရပြီးသူ့မမေ့သေးတာကြောင့်ဝမ်းသာသွားပါတယ်။နောက်နေ့မနက်မှာတော့ကင်ဂျွန်နဲ့ဂင်ဂျင်ဟာနှင်းလို့ဖြူစင်တဲ့ခေါင်းဝင်တစ်ထည့်ရွေးဖို့အတွက်ဒရိုသမီးဆိုင်အောင်သွားကြပါရစေ။ ဲ့ဒီလူကသူတို့သမီးကိုစိတ်လုံရှားနေပြီမဲ့အဲ့ဒါကိုယူသွတဲ့အလုပ်လို့ယူစားပြီးအချစ်ကြောင်ပြောဖို့ညှင်းဆိုခဲ့ပါရီတချိန်တည်းမှာပဲသူ့ရဲ့မိဘတွေနဲ့ညီမတွေကစားသောက်ဆိုင်ကိုသွားပြီးအနာဂတ်ချွေးမအကြောင်းဆွေးနွေးကြပါရီမိခင်နဲ့ညီမတွေကစာဂမန်ကိုပို့မင်လေလှောင်ရည်ကြတဲ့အတွက်အိမ်ရဲ့ခေါင်းဆောင်ဖြစ်တဲ့ဖခင်ဒေါသထွက်သွားပါရီသူကခန္ဓာကိုယ်ဝနေပြီးဘယ်အရာကိုမှမလုံနိုင်ပေမဲ့စာဂမန်ဟာကျင်နာတက်တဲ့လူဖြစ်ပြီးဒီအဖိုးကြီးကအဲ့ဒါကိုအတိမတ်ပြုခဲ့ပါရီသူကပီယာနိုတီးနိုင်ပြီးသူတို့အတွက်အရာကိုလှုပ်ပေးခဲ့ပေမဲ့ ဘသူမှဒါကိုတိုင်မမထကြပါဘူး။တိတ်မကြခင်မှာပဲဆာရာနဲ့ဟန်ကကင်ဂျွန်နဲ့တွေ့ဖို့နောက်ထပ်ကြိုးစားဖို့ဆုံးဖြတ်လိုက်ပါတယ်။ဒါကြောင့်ကာမလီကသူ့ခင်မွန်းရဲ့ဝါသနာဖြစ်တယ်ဆိုတာသိထားကြောင်းငားမြဖို့သွားလိုက်ပါတယ်။အဲဒီနောက်သူတို့ကမြေကမ်းနားမှာဆုံတွေ့ကြပြီးကင်ဂျွန်ကဆာရာကိုငားဖတ်ဖို့ကူညီပေးပါတယ်။ငားမြပြီးတဲ့နောက်ကာမလီကပစ္စည်းအလုံးကိုလက်ထဲယူလိုက်ပြီးမြဲသူ့ရဲ့ခွန်အားကြောင့်အမျိုးသားကိုချောက်သွားစေတာကိုသိလိုက်ရပါတယ်။ပစ္စည်းတွေကိုမြေကြီးပေါ်ပြုတ်ကြသွားတဲ့အခါသူကကင်ဂျွန်ရဲ့စိတ်အားနည်းတဲ့အဖွားရဲ့လက်ကောက်ကို ဲ့ဒီနေရာမှာပြုတ်ကျသွားတာသတိထားမိလိုက်ပါတယ်အဲ့ဒီမှာပဲသူကအဖွားကြီးဟာဒီလောကကိုဆွန့်ခွာသွားပြီဖြစ်တဲ့အကြောင်းသူ့ကိုပြောပြလိုက်ပါတယ်။ဒီအကြောင်းဆာရာဝမ်းနေသွားပြီးမျက်ရည်ကျပြီမဲ့သူရဲ့စိတ်ခံစားမှုလွန်ကဲနေတဲ့အကြောင်းရင်းကိုတော့မပြောနိုင်ခဲ့ပါဘူး။သူအဖွားရဲ့လက်ကောက်ကိုမတော်တဆပြုတ်ကျသွားတဲ့အခါကောင်မလေးကအဲ့ဒါကိုကဲတင်ဖို့ရေထဲခုံချလိုက်ပြီးဒါကကင်းကျုံအပေါ်ကြီးမားတဲ့အထင်ကြီးမှုကိုဖြစ်ပေါ်စေခဲ့ပါတယ်။အဲ့ဒီလူကဆာရာကိုစိတ်ဝင်စားသွားပြီးတွေးဆမှုကန့်လန့်လိုက်ပါတယ်။အရာအလုံးကိုကြည့်နေတဲ့ဟန်ကတော့အစီအစဉ်ကအလုပ်ဖြစ်နေပြီး ကင်ဂျိုဟာတေးသွားပြီလို့ယူဆထားတဲ့သူ့ရဲ့ဇနီးဟောင်းနဲ့ပျော်စရာအတူတူဖန်တီးနေတာကိုသိလိုက်ရပါတယ်။အိမ်ပြန်ရောက်တဲ့အခါမှာတော့ဟန်ကဆာရာရဲ့အောင်မြင်မှုကြောင့်ဝမ်းသာနေပါတယ်။ဘာလို့လဲဆိုတော့သူလဲကောင်မလေးကိုတနာမိနေတယ်ဆိုတာရုပ်တရက်သတိထားမိလိုက်လို့ပါ။တိတ်မကြခင်မှာပဲကောင်မလေးကသူဟာသူ့ခင်မိုးကိုလက်စမချစ်ချင်တော့ပဲသူ့ကိုပြန်ရအောင်ကြိုးစားဖို့စီစဉ်နေတယ်လို့ကြေညာလိုက်ပါတယ်။ဟန်လဲဒေါသထွက်သွားပြီမဲ့သူတို့ဟာတခြားလူရဲ့တိုက်ခန်းတဲ့ကနေဖြစ်နိုင်တဲ့မြင်မြန်ထွက်ပြေးဖို့အတွက်ပစ္စည်းတွေကိုထုတ်ပို့ဖို့လိုအပ်ပါတယ်။သူရဲ့ရန်သူတွေကိုအနီးကပ်ဆုံးထားဖို့ကြိုးစားရင်ဟန်က ကင်ဂျွန်ရဲ့အိမ်နာကတိုက်ခန်းကိုငှားလိုက်ပါရီနောက်နေ့မနက်မှာတော့ဆာရာဟာသူ့ခင်မွေးရဲ့မိဘတွေကိုကူညီပေးပြီးသူတို့ရဲ့ဇက်ကောင်အစ်တဲ့ရင်းနှီးဖို့အတွက်ပီယာနိုတီးပေးလိုက်ပါရီညနေရောက်တော့သူတို့ရဲ့အိမ်နီးချင်းအစ်တဲ့အဖြစ်ကင်ဂျွန်ရဲ့ညီမနဲ့တွေ့ဖို့အချို့ပဲယူလာခဲ့ပါရီဆာရာဟာအိမ်နီးချင်းဖြစ်တယ်ဆိုတာသိလိုက်တာနဲ့အဲ့ဒီလူကသူ့ကိုဖုန်းခေါ်ပြီးပန်းချံမှာတွေ့ဆုံဖို့ကမ်းလှမ်းလိုက်ပါရီသူ့ချစ်သူရဲ့ဖုန်းခေါ်ဆိုမှုတွေကိုလွတ်လွတ်ရှုပြီးကင်ဂျွန်ကဆာရာနဲ့ချင်းတွေ့ဖို့သွားပါရီတိတ်မကြခင်မှာပဲကင်ဂျင်ကသူ့ကိုတခြားကောင်မလေးနဲ့တွေ့လိုက်ပြီးမြင် ဘာမှဝင်မလို့ပဲထွက်သွားလိုက်ပါတယ်။တနအီလောက်ကြာတဲ့အခါကင်ဂျွန်အိမ်ပြန်ရောက်လာပြီးသူ့ချစ်သူနဲ့တွေ့ပါတယ်။ကာမာလီကအရှုံးရှင်းမလို့ဖို့ဆုံးဖြတ်လိုက်ပါတယ်။ဘာလို့လဲဆိုတော့အဲ့ဒါကသူတို့ရဲ့ဆက်ဆံရေးကိုပျက်စီးစေနိုင်တယ်ဆိုတာသူသိနေလို့ပါ။သူအိမ်မမတ်နေတဲ့အမျိုးသားကိုရဖို့ဆိုရင်အရေးအာကိုတီးခံမှုအစစ်အသည့်ဖြစ်နေပါပြီ။သူရဲ့ရည်မှန်ချက်စီကိုယုံကြည်မှုရှိရှိသွားနေပါတယ်။ကင်ဂျွန်ကိုချစ်လာအောင်လုပ်ဖို့ကင်ဂျင်ကသူ့ကိုစိတ်သက်လက်စွပ်ပေးပြီးလာမယ့်လက်ထပ်ပွဲကိုတရီပေးလိုက်ပါလေသူကိုပွေးဖက်ရင်းနဲ့ပဲသူကစားရအကြောင်းတွေးနေပါလေ အဲ့ဒီအလှပနဲ့ပြန်တွေ့ဖို့လည်းမျှော်လင့်နေပါတယ်။ဟန်ကဒီလိုဇုံတွေကိုကွဲအောင်လုပ်ဖို့ခက်ခဲလိမ့်မယ်လို့သိလိုက်တာကြောင့်နောက်တစ်ဆင့်ဘာလုပ်ရမလဲဆိုတာစဉ်းစားဖို့ကမ်းလှမ်းလိုက်ပါတယ်။ဆာရာကအိုင်ဒီယာတချို့ကိုကောက်ရဲဖော်ဖို့ပတ်စံတောင်းမိမယ်။ဟန်ကညင်းလိုက်ပါတယ်။ဘာလို့လဲဆိုတော့သူ့ကိုထောက်ပံ့တာကကုန်ကြစိတ်တွေအရန်များနေလို့ပါ။ငွေကြေးအရာကိုပိုင်ရည်တည်နိုင်ဖို့ကြိုးစားရင်ဆာရာကသူ့ရဲ့စေးဆက်လက်စွပ်ကိုပေးဖို့သဘောတူလိုက်ပြီးသူ့နဲ့ကင်ဂျွန်ပြန်တွေ့တဲ့အခါပြန်ဝယ်မယ်လို့ကတိပေးလိုက်ပါတယ်။တိတ်မကြခင်မှာပဲဟန်နဲ့ဆာရာကလက်ထပ်ပွဲကိုပြက်စီးစေဖို့အကောင်းဆုံးနီလန်နဲ့က ကင်ကျွန်းကိုတစ္ဆာဖောက်ပြီးတခြားကောင်မလေးတယောက်နဲ့အတူအိတ်ဖြစ်တယ်ဆိုတာသိလိုက်ရပါတယ်။စာရာကအဲ့ဒီလူနဲ့ကောင်းကောင်းမွန်အချိန်ဖြုန်းမှုအစင်းနေပါ။ဘာလို့လဲဆိုတော့သူကတကယ်တော့သူ့ခင်မွန်ဖြစ်နေလို့ပါ။သူတို့ကခုနှစ်နှစ်ကြာမလုပ်ခဲ့ကြတာကြောင့်သူ့ခင်မွန်ကိုဖြစ်နိုင်တယ်များမြင်မြန်သွေးဆောင်ပြီးအဲ့ရတဲ့ရောင်စူးစမ်းခြင်းနေပါတယ်။ညနေရတော့စာရာကခန္ဓာကိုယ်ပိုပြီးကြံ့ခိုင်လာအောင်နဲ့ဆွဲဆောင်မှုရှိလာအောင်လေ့ကျင့်ခန်းလုပ်ဖို့ဆုံးဖြတ်လိုက်ပါတယ်။ဒါဘေးကကြည်နေတဲ့ဟန်ကစိတ်ဆွဲဆောင်ခံရပြီးစိတ်လှရှားသွားတာပေါ့သူရဲ့စိတ်ခံစားမှုတွေကိုဖုံးကွယ်ဖို့ကြိုးစားရင်အဲ့ဒီအမျိုးသားကပူတယ်လို့ပြောပြီးမှစာရာကလေ့ကျင့်ခန်းအတွင်း သူ့ကိုကူညီဖို့တောင်းဆိုလိုက်ပါတယ်။ဟန်ဟာသူ့ကိုသူမထိန်ချုပ်နိုင်တော့ဘူးဆိုတာသိရပြီးအိတ်ခမ်းတွေကိုဝင်ပြီးတကားပိတ်လိုက်ပါတယ်။သူကစာရာကိုဖြည်းဖြည်းချင်းချစ်မိလာပြီမဲ့သူရဲ့အလှပါကတကယ်အလှပါမဟုတ်ဘူးဆိုတာသိတာကြောင့်ကိုကိုကိုတတိပေးနေပါတယ်။နောက်ရိမနက်မှာတော့စာရာကသူ့အမေရဲ့အိမ်ရှိမှာအစားထောက်ထားခဲ့ဖို့ဆုံးဖြတ်လိုက်ပါတယ်။ဒါမှသာသူ့အမေကိုတနီးနီးနဲ့ထောက်ပံ့နိုင်မှာပါ။ကာမလေးကသူ့ကိုယ်သူထုတ်ဖော်ဖို့နဲ့အသက်ရှင်နေတယ်ဆိုတာပြောဖို့ကြောက်နေပြီမဲ့သူ့အမေစီဖြစ်နိုင်တယ်ဗျမမြန်သွားမယ်လို့ကိုကိုကိုကတိပေးလိုက်ပါတယ်။ ဒီလိုနဲ့ညနေရတော့စာရာနဲ့ကင်ဂျွန်ဟာစားတောက်ဆိုင်တစ်ဆိုင်ကိုသွားကြပါတယ်။အဲဒီမှာကောင်မလေးကသူ့ခင်မုံကိုတွေးဆောင်မှုစူးစမ်းပါတယ်။တစ်ချိန်မှာတော့ဇပွဲတို့တွေကသူတို့ကိုအကောင်းဆုံးဆုံးနဲ့အဖြစ်အတိအမှတ်ပြုပြီးဝိုင်းနဲ့ပန်းတွေပေးလိုက်ပါတယ်။အဲဒီမှာပဲဟန်ဦးဆောင်တဲ့ဂီတသမားတွေလည်းရောက်လာပါတယ်။သူတို့အားလုံးကဇုံတွေကိုနမ်းဖို့တိုက်တွန်းကြပါတယ်။ကင်ဂျွန်ကစာရာကိုနမ်းလိုက်တဲ့အချိန်မှာဟန်ဟာအစီအစဉ်အလုပ်ဖြစ်နေတဲ့အတွက်ပျော်နေပါတယ်။ဒါပေမဲ့တစ်ချိန်တည်းမှာပဲသူကအဲဒီကောင်မလေးကိုချိန်နေတဲ့အတွက်စိတ်မကောင်းဖြစ်နေပါတယ်။ မကြခင်မှာပဲစာရာနဲ့ကင်ဂျွန်တို့တယောက်ထဲအတူတူရှိနေဖို့အိတ်ခန့်ကိုတွားကြပါလေကာမာလီကချစ်တဲ့နောက်ဖို့အိမ်မက်မက်နေပြီမဲ့အဲ့ဒီလူကချက်တန်းလိုက်ပြီးသူ့မှာသူ့အပေါ်မှာပို့ပြီးအလေးနဲ့ထားတဲ့အမြင်တွေရှိတယ်လို့ပြောပါလေသူကစာရာကိုတညတာမရင်ငယ်ဖြစ်စေချင်တာမဟုတ်တဲ့အတွက်နောက်တစ်ချိန်တွေ့ဖို့ကမ်းလှမ်းလိုက်ပါလေတစ်ချိန်တည်းမှာပဲဟန်ကအောင်မြင်တဲ့စားသောက်ဆိုင်လုပ်ငန်းရှင်ဖြစ်ပြီးအဲ့ဒီဟိုတယ်ကသူ့ရဲ့ပိုင်ဆိုင်မှုဖြစ်တယ်ဆိုတာပေါ်လာပါလေနောက်နေ့မနက်မှာတော့ကင်ဂျွန်ကလှီလော်ပြန်ပွဲဝင်တဲ့သူ့ရဲ့အထက်အရာရှိနဲ့ပြိုင်ဆိုင်ပါလေသူကသူ့ရဲ့လောက်ငယ်သားတွေကို လက်ရွယ်တရိပ်အာနာရှိပြီးရန်လို့တဲ့သူတယောက်ပါမကြခင်မှာပဲဆာရာကနောက်ထပ်ချိန်တွေးဖို့အတွက်ပြင်ဆင်ပြီးနှကန်းဒီရဲရဲတွေကိုဆိုးလာပါတယ်ဟန်ကကာမာလီကိုနမ်းဖို့အိမ်မက်မှန်နေပြီမဲ့ဒါဟာမှားတယ်ဆိုတာသိလိုက်ရပြီးကင်ဂျွန်နဲ့တွေ့ဖို့သူ့ကိုပို့လိုက်ပါတယ်တမနစ်အကြာမှာပဲဆာရာကိုခင်ဂျင်ကဖုန်းခေါ်ပြီးအရေးပေါ်တွေ့ဆုံဖို့တောင်းဆိုပါတယ်ကာမာလီကသူတို့နှစ်ယောက်ကြားမှာပြိပခါတစ်ခုဖြစ်လိမ့်မယ်လို့ယူဆပြီးသူခင်မွန်ရဲ့မရင်ငယ်နဲ့စကားပြောဖို့တွားလိုက်ပြီမဲ့အဲ့လိုမဟုတ်ပါဘူးခင်ဂျင်ကကာမာလီကိုကင်ဂျွန်နဲ့ ထပ်မတွေ့ဖို့ရင်းကြီးကြီးပြောလိုက်ပါတယ်။အဲ့ဒီပြင်သူကသူ့ရဲ့ချစ်သူကသူ့ကိုတစ္ဆာဖောက်မှာကိုလည်းမကြောက်ပါဘူး။ဘာလို့လဲဆိုတော့ဒါကသူ့ရဲ့လက်ထပ်ပွဲကိုမထိခိုက်နိုင်လို့ပါ။လက်ထပ်ပွဲကလည်းရက်အနေငယ်တာလိုပါတော့လေ။တစ်ချိန်တည်းမှာပဲဟန်ကကြွက်တကောင်ဝင်လာလို့ကြောက်နေတဲ့သူ့အကူကိုသွားတွေ့ဖို့သွားပါတယ်။ရိုက်တန်ကင်ပြီးအိမ်ထဲကိုဝင်သွားပါတယ်။ဟန်အားလှဲစားခံလိုက်ရတယ်ဆိုတာသိလိုက်ရပါတယ်။ဒီနေရာမှာပဲကင်ကျင်တဲ့သူ့ရဲ့အကူကြီးကဟန့်ကိုသူ့ရဲ့ညီအကူလို့ယူဆကြတာရှင်းသွားပါတယ် လွန်ခဲ့တဲ့အနှစ်20ကဟန်ဟာလမ်းတွေပေါ်မှာတယောက်တည်းရောက်နေခဲ့ပြီးသူတို့မိသားစုကသူ့ကိုခေါ်လာပြီးသူတို့ရဲ့သားဖြစ်မွေးစားခဲ့ကြတာပါခင်ချင်းကတော့သူ့ရဲ့ခံစားချက်တကိုမသိဘဲဟန်ကိုညီကိုတယောက်လိုသဘောထားခဲ့ပါတယ်အဲ့ဒီနေရာမှာပဲခင်ချင်းကသူ့ရဲ့ချစ်သူကိုညီအကိုလေးနဲ့မိတ်ဆက်ပေးလိုက်တာကဟန်နဲ့ကင်ဂျွန်ချာကအင်အားပြန်ဆိုင်မှုဖြစ်ပေါ်လာစေတာပါညနေရောက်တော့ဆာရာဟာသူ့အိမ်ကိုကင်ဂျွန်ကိုဖိတ်ဖို့အတွက်မဟာဗျူဟာကိုအသုံးပြုလိုက်ပါတယ်ကာမာလီကပိုးဝိယုံနဲ့သူ့ကိုတွေ့ပြီးသွေးဆောင်မှုစူးစမ်းပေမဲ့သူ့ခင်မုန်းဟောင်းကတော့ခုခံနေပါတယ် အဲ့ဒီစာသူကနေထွက်လာမှာကိုကြည်ကိုပင်လဲတဲ့ကိုသွားဖို့အကြံပြုလိုက်ပါတယ်။လမ်းမှာစာရာတော်တော်ဆိုးရိမ်နေပါတယ်။ဘာလို့လဲဆိုတော့သူတို့နေရာဟာသူမတော်တဆဖြစ်ခဲ့တဲ့လမ်းပေါ်မှာရောက်နေလို့ပါ။မနက်မှာတော့ဒီစုံတွေကနေထွက်တာကိုကြည်ပြီးသူတို့ရဲ့ဟိုတယ်အခန်းတွေကိုပြောင်းဝင်သွားကြပါတယ်။စာရာကမနစ်မြို့စရာမှတ်ဉာဏ်တွေကိုပြန်ခန်းစားနေရတဲ့အတွက်ကင်ဂျွန်ကသူ့ရဲ့စေးကိုသွားယူတဲ့အချိန်ထွက်ပြေးလိုက်ပါတယ်။တစ်ချိန်တည်းမှာပဲမကောင်းဆိုးဝါဖြစ်ပြီးအာနာရှိတဲ့ TV channel ပိုင်ရှင်နဲ့ကင်ဂျွန်ရဲ့အထက်အရာရှိကဟန့်ရဲ့အကြီးဆုံးအကိုဖြစ်တယ်ဆိုတာပေါ်လာပါတယ်။ ဟန်ကတကယ်တော့ချမ်းသာတဲ့မိသားစုကဖြစ်ပေမဲ့ကလေးဘွားတော်ကဖက်ပြေးခဲ့ပြီးလမ်းပြောက်သွားခဲ့တာပါလူတိုင်းကသူ့ကိုတေးသွားပြီလို့ထင်ကြပေမဲ့သူ့အဖွားကတော့တနည်းနည်းမှသူ့မီးပြန်လာပြီးထိုက်တန်တဲ့အမွေဆက်ခံသူဖြစ်လိမ့်မယ်လို့မျှော်လင့်နေပါတယ်ဟန်ကတော့အမှန်တရားကိုသိပေမဲ့မိသားစုစီအလှင်စလို့ပြတ်မသွားပါဘူးသူတို့ရဲ့စီးပွားရေးမှာအောင်မြင်မှုကိုပဲဘေးကနေကြည့်နေကြတာပါဆာရာကကင်ကျွဲမိဘတွေနဲ့တွေ့ဖို့ဆုံးဖြတ်လိုက်ပါတယ်သူတို့နဲ့အတူတူစေတနာဝန်ထမ်းလုပ်ရင်ကူညီပေးဖို့ပါသူခင်မောင်ဟောင်းရဲ့အဖေနဲ့နှစ်ယောက်တည်းကြံခဲ့တဲ့အခါ ကာမာလီကစီမန်ရန်ဟာသူ့ရဲ့အသက်ကိုဆုံးရှုံးခဲ့တယ်ဆိုတာသိလိုက်ရပါတယ်။မတော်ဆဖြစ်တာတွေမှာပဲအိမ်မှာလည်းနှုတ်ဆက်စာတစ်ခုတွေးလိုက်ရတဲ့အတွက်လူတိုင်းကဒီလိုပဲထင်ခဲ့ကြတာပါ။ဒါကိုကြားလိုက်ရတဲ့စာရာကအေးတကြီးဟန်ကိုဖုန်းခေါ်ဆိုပြီးတွေးဖို့တောင်းဆိုလိုက်ပါတယ်။နောက်ဆုံးရသတင်းအချက်အလက်တွေကိုဆွေးနွေးပြီးတဲ့နောက်ဒီဆုံးတွေဟာဒီမတော်တဆမှုကမတော်တဆမှုမဟုတ်ပဲကျောင်းမဖွေရကောင်းတဲ့ကြံစည်မှုဖြစ်တယ်ဆိုတာသိလိုက်ရပါပြီ။တစ်ချိန်တည်းမှာပဲကင်ဂျွန်ကဆာရာထွက်ပြေးသွားလို့လဲဆိုရင်နေပါလေ။သူကဆာရာမှာစာကံမှန်ကိုမှတ်မိနေပြီးကောင်းမလေးကိုအပြေးပိုင် ဖယ်ရှားပစ်ချင်နေပါတယ်။ဘာလို့လဲဆိုတော့သူကသူ့ဇနီးကိုကားမီးတွေနဲ့မျက်စိမှောင်အောင်လုပ်ပြီးဒီမတော်တဆမှုကိုဖြစ်အောင်လုပ်ခဲ့သူပါ။အခုတော့သူတို့ကြားမှာတကယ်ကိုတိုက်ပွဲတစ်ခုဖြစ်လာပါတော့မယ်။အဲ့ဒီမှာအနိုင်ရမယ့်သူကတော့တယောက်ထဲသာရှိပါတော့မယ်ခင်ဗျာ။